သုံးပတ်အကြာမှာပဲမြမကုန်းကိုထပ်ဆောင်ခွင့်ရခဲ့တဲ့ချင်းတိုင်းရင်သားလေး van ပရိသတ်များအလုံးမဲ့မိကလာပေါင်းမာတပန် page ကနေကြိုဆိုလိုက်ပါတယ်မြမကုန်းဆောင်ချင်းတိုင်းရင်သားလေး Joshua van အနေနဲ့ပြီးခဲ့တဲ့နေ့ကမှလေးကျွဲလွန်းတဲ့ Brazil သားလေး Bruno Silva ကိုအမှောက်သိပ်ပြီးတော့သိမ့်မချခင်မှာပဲအခွင့်အရေးတစ်ရပ်ကိုထပ်မံရရှိလို့လာခဲ့ပြီးဖြစ်ပါတယ် အခွင့်အရေးကိုစောင့်ဆိုင်းနေတက်တဲ့ van ကတော့ဒါကိုကျင်းနဲ့နေမှာသိကြပါတယ်။ဟုတ်ပါတယ်။ဇွန်လ29ရက်နေ့ International Fight Week မှာကျင်းပမယ့် UFC 317ပြိုင်ပွဲမှာရှင်ပြိုင်ထိုးသက်ကြမယ့်ဒွဲဆိုင်တွေထဲမှာမာနေကက်ကဒဏ်ရာပြသနာကြောင့်နှုတ်ထွက်သွားပြီဖြစ်ပါတယ်။ဒါကြောင့်လေဒီနေရာကိုချင်းတိုင်းရင်သားလေး Joshua Van ကအစားဝင်လာပေါင်းဆိုတော့ Van နဲ့ Brandon Roberts ပွဲကမထင်မှတ်ထားပဲဖြစ်လာတဲ့သဘောပါပဲ ဇွန်လ29ရက်နေ့မှာထိုးသတ်ချက်မှာဖြစ်ပြီးတော့မြန်မာပေးသက်တီအနေနဲ့လည်းဗန်ရဲပွဲစဉ်ကိုအကြကြီးစောင့်မျှော်နေရမှာတော့မဟုတ်ပါဘူး။ဂျာရဲမှာ၃ဘက်လောက်သာကျန်တော့တာဖြစ်ပါတယ်။ဒီလိုတလအတွင်းမှာထပ်မံထိုးသတ်ရမယ့်ဂျော့ရှူအာဗန်အပေါ်ပေးသက်တီကစိတ်ပူဒါရီယောင်စိတ်မချဒါရီယောင်နဲ့မှတ်ချက်မျိုးမျိုးပေးနေကြတာပေါ့။တချို့တွေကရက်ကရန်နိကတ်နေတာကြောင့်ဒါကမဖြစ်သင့်ဘူးမထိုးသင့်ဘူးဆိုပြီးပြောဆိုနေကြပါတယ်။ ဒါရီဟာမြမဖိုက်တာအပေါ်ကိုချစ်တဲ့စိတ်ဂယုနာဒေါ်တော်ရင်နဲ့ပြောဆိုနေရတာဖြစ်ပါတယ်မြမပရိသတ်တီကလည်းတာဝန်ကျေပွန်လုံးတဲ့အထက်မှာပါဝင်ပါတယ်အစပိုင်းမှာအောင်လိုက်အဆန်းကိုတတိုင်းပြည်လုံးကထမင်းမဲခင်းမဲဝိုင်းဝန်းအားပေးခဲ့ကြသလိုအခုချိန်မှာလည်းဗန်ကောတနိုင်ငံလုံးကဝိုင်းပီးအားပေးနေကြပါတယ်နိုင်ငံကဒုက္ခဒုက္ခပေါင်းဆောင်ကြတဲ့မှာရုံမထွက်နိုင်ဖြစ်နေရပေမဲ့အောင်လာဂျော့ရှူအာဗန်တို့လိုမျိုးကမ္ဘာကျော်ကောင်ထွန်းတော်တောက်ဖြစ်လာတဲ့သူမျိုးတွေကိုတော့အသေးအံအားပေးကြတာကလည်းချစ်စရာမြမဒိလေးတစ်ခုပဲဖြစ်ပါတယ် ီလိုသုံးဘက်ကြမှာပွဲပြန်တဲလာတဲ့အပေါ်မှာအများကြီးပြင်ဆင်ချိန်မရတော့မှဆိုလို့ပရိသတ်တွေကစိတ်ပူနေကြတာတိတ်တော့မဆမ်းပါဘူးဒါပေမဲ့လည်းအချို့ပရိသတ်တွေကတော့ချင်းတိုင်းရင်သားလေးအပေါ်ကိုအပြည့်အဝယုံကြည်နေပြီး ဒီလိုမျိုးမြ мян ဆန်းဆန်းပွဲပြန်ဖြစ်လာတော့ကိုကျဉ်တ်နေကြပါတယ် Brandon Roberts ရာကလက်ရှိ contender အဆင့်ဝမ်းမှာရှိနေတဲ့ fighter ကောင်းတူဖြစ်ပေမဲ့လည်းတစ်ဖက်က Joshua Van ဟာလည်း The Fearless Van ဖြစ်နေတာရဲ့ကြောင့်လုံအောင်စစ်မှုပူပဲနဲ့ Roberts ကိုလည်းအကောင်းဆုံးအနိုင်ယူသွားနိုင်လိမ့်မယ်လို့ယုံကြည်နေကြတာပါ Van ဟာ UFC မှာလက်သီးချက်အများဆုံးထိုးနိုင်တဲ့ fighter တူဖြစ်တာကြောင့်ဒီပွဲမှာလည်းပေသက်တွေကို surprise တိုက်ပြီးအောင်ပွဲခံသွားဖို့ရှိနေပြန်ပါတယ် တခုရှိတာကဒီပွဲမှာဂျော့ရှူအာဗန်သတိထားရမယ့်အချက်တစ်ချက်ရှိပါတယ်။ဟုတ်ပါတယ်။ဂျော့ရှူအာဗန်ရှင်ပြိုင်ထိုးသက်သွားရမယ့် Brandon Rover ဆိုတာကဒူးတိုက်ချက်တွေအရန်ကောင်းတဲ့ကစားသမားပေါ့။ကျန်တဲ့တိုက်ခွက်တင်မှလည်းကောင်းတဲ့ fighter ဆိုပေမဲ့လည်းဒူးတိုက်ချက်တွေနဲ့ပတ်သက်ရင်တော့အတော်လေးကိုမှပြိုင်ဖက်ကင်းကောင်းမွန်သူဖြစ်ပါတယ်။ Van အနေနဲ့ဒီအချက်ကိုကောင်းကောင်းကြီးသတိထားဖို့လိုပြီးဟာခွက်ကိုစောင့်ကကိုယ့်ရဲ့ hand အတိုင်းအကောင်းဆုံးထိုးသက်မယ်ဆိုရင်တော့ဒီပွဲစဉ်ကိုလည်းတေချာပေါ့အနိုင်ပိုင်းသွားရဖို့ရှိနေပါတယ်။နောက်တစ်ခုရှိသေးတာက Van ရဲ့ weight cut ပြဿနာပဲဖြစ်ပါတယ်။ ဂျော့ရှူဝါဗန်က22ရက်အတွင်းမှာပွဲကူးသွားရတာမို့ပွဲကူးကျန်းသွားတယ်လို့ပြောလို့ရပါတယ်။ပထမပွဲက OK သွားပြီးဂျားရဲမှာရပ်ပိုင်းလောက်နားရပါဦးမယ်။ပြီးခဲ့တဲ့ပွဲမှာလည်းဗန်ကအောက်ခြေကိုကန်ချက်အနည်းငယ်ထိထားပါသေးတယ်။နောက်ထပ်လည်းဒုတိယပွဲအတွက်လေ့ကျင့်ရပါဦးမယ်။အဟာရဖြည့်ချင်အောင်သိမ့်မရပါဘူး။ဒုတိယပွဲမှာ flying weight တန်းရအောင်ဝေးချရမယ့်အချက်ကလည်းရှိနေသေးတာပါ။တလောက်မပြည့်ခင်မှာနှစ်ကြိမ်ဝေးခတ်လောက်တာကကြံ့ခိုင်ရထိနိုင်မလားဆိုတာစိုးရင်စရာဖြစ်ပြီးတော့ဗန်တယောက်အကောင်းဆုံးလှုပ်ဆောင်နိုင်ပါစေလို့ဆန္ဒပြုလိုက်ပါရဲ့ရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။